ဘယ်သူက ကိုယ့်အပေါ်ကောင်းတယ်ဘယ်သူကတော့ကိုယ့်အပေါ်မကောင်းဘူးဆိုတာរីလိုက်ပြောမနေပါနဲ့ဒါរីလိုက်ပြောနေကိုယ့်ပေါင်ကိုယ်လန်ထောင်းတယ်လို့ပဲဖြစ်နေမှာပါဘယ်သူကမှ ကိုယ့်အပေါ်ကောင်းရပါမယ်လို့အာမခံချက်မရှိပါဘူးလူတိုင်းကကိုယ့်အပေါ်အချိန်တိုင်းကောင်းနေဖို့မလွယ်တယ်လို့ကိုယ်ကလည်းလူတိုင်းအပေါ်အချိန်တိုင်းကောင်းနေဖို့မလွယ်ပါဘူး သူမှလည်းသူ့အတိုင်းဝိုင်းနေသူသူ့အเจ้าနဲ့သူရှိနေတတ်တယ်လို့ကိုမှလည်းကိုအတိုင်းဝိုင်းနေကိုကိုအเจ้าနဲ့ကိုရှိနေတာပါပဲလူတိုင်းဟာအခြေအနေတစ်ခုရသူတို့ကောင်းကျင်တဲ့လူတွေပေါ်မှာကောင်းကျင်တဲ့အချိန်ကောင်းပါလိမ့်မယ်အခြေအနေတွေပေါ်မူတည်ပြီးသူတို့မကောင်းကျင်တဲ့လူတွေပေါ်မှာမကောင်းကျင်တဲ့အချိန်မကောင်းဖြစ်ပါလိမ့်မယ်ဒါရီကိုလိုက်ခံစားနေစရာမလိုပါဘူး ူများတွေရဲ့ကောင်းခြင်းမကောင်းခြင်းတွေပေါ်မှာလိုက်ပြီးမိခိုးမနေပါနဲ့လူတွေနဲ့ပေါင်းသင်းဆက်ဆံရမှာကိုယ်ကျေးဇူးတွေကိုမေ့ထားလိုက်ပါသူ့ကျေးဇူးတွေကိုပဲသတိရပါဘယ်သူစီကားမှဘာကူမှမမျှော်လင့်ပဲသူတစ်ပါးတွေရဲ့ကောင်းခြင်းဆိုးခြင်းတွေကိုလိုက်မခံစားပဲရက်တီနိုင်မှသာလွတ်လပ်တဲ့သူတယောက်ဖြစ်မှာပါ ဘဝမှာစိတ်ချမ်းသာခြင်းဘယ်သူကမှမမီခူမိအောင်နေပါကိုလုံနေတဲ့အလုပ်ကို အကောင်းဆုံးစိတ်ထားနဲ့အကောင်းဆုံးလုပ်ပါတန်ရာတန်ကြီးထပ်ပူပြီးမတန်မရာတွေကိုမမျော်လင့်နေမတန်မရာငွေကြီးတွေကိုလည်းမမျော်လင့်နေမတန်မရာဂုံတွေလည်းမမျော်လင့်နေမတန်မရာနေရာတွေလည်းမမျော်လင့်နေမတန်မရာနာမည်ကြီးတာတွေကိုလည်းမမျော်လင့်နေ မတရားလည်းမလုပ်နဲ့မတရားလည်းမပြောနဲ့မတရားလည်းမကြံနဲ့စိတ်ကောင်းစေတနာထားပါကုတာဝန်ကုကြည်အောင်ကြိုးစားပါကိုဘတ်သူဘတ်မြမြတတလုပ်ပါကုကျင်တရားကောင်းမွန်စွာနဲ့ယူယူသားသားဉာဏ်ပါပါကြိုးစားပါယူသားတဲ့ဂုံကဒီတသက်စားလို့မကုန်သလိုတန်တရာမှာလေကျွေဝချမ်းသာစီပါနေကိုကူကူဆွဆွဲနှိမ့်ဆက်တဲ့ အတ္တနုဝါရဘေးကလွတ်မှသာယခုဘဝရောနောင်ဘဝတန်ត្រာမှာပါစိတ်ချမ်းသာရမှာပါဘဝမှာနေထိုင်တဲ့အခါမြင်တိုင်းလေလိုက်မကြည့်နဲ့မြင်နာရီတိုင်းကိုလိုက်မခံစားနဲ့ကြားတိုင်းလေလိုက်နားမထောင်နဲ့ကြားတာရီတိုင်းကိုလိုက်မခံစားနဲ့သိတိုင်းလေလိုက်မပြောနဲ့သူများပြောတာရီတိုင်းကိုလေလိုက်မခံစားပါနဲ့ မြားနဲ့หนีတဲ့အခါဤတာထိုင်တာ၊တွားတာလာတာ၊ဘုဒ္ဓစာရာပြောဆိုပြုမှုဆက်ဆံတာတွေကိုမယူဆိုင်ပါ။ကိုကြောင့်သူများတွေအာကုသူမဖြစ်စေဘူးလို့တလူကိုအတွက်လည်းအာကုသူမဖြစ်ရအောင်နေထိုင်ပါ။တယောက်တည်းหนีတဲ့အခါအတွေးတွေကိုမယူဆိုင်ပါ။အတွေးတွေကိုတွေးမှန်းသိအောင်တွေးနေတာတွေကိုသတိထားနိုင်အောင်ကြိုးစားပါ။မကောင်းတာတွေတွေးမိရင်တွေးမှန်းသိပါ။ မကောင်းတာတွေကိုဆက်မတွေးပြအောင် ကို့အတွေးတွေကိုထိန်းထားနိုင်အောင်ကြိုးစားပါကောင်းတာတွေများများတွေးပါစိတ်ချမ်းသာစရာတွေကိုများများတွေးပါအတွေးတွေတိုင်းကိုသတိလေးနဲ့ထိန်းထားနိုင်ဘဝမှာနေရတာစိတ်ချမ်းသာနေပါလိမ့်မယ်သာသနာ့ရဲ့ဇာတော်